စီးကျိုရှိတဲ့လူတွေမှာဘာကြောင့်ခန္ဓာကိုယ်တွေရရရတယ်လဲဆိုတော့မေကွန်းလင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးပါမယ်။ပုံမှန်အပြတော့ကျွန်တော်တို့စီးကျိုသမားတွေရဲ့အသားအရေကပုံမှန်လူတွေနဲ့မတူဘဲနဲ့၆တွဲနေလေးရှိတယ်။အဲ့ဒါကလည်းစီးကျိုတက်တာရဲ့နောက်ဆက်တွဲအနေနဲ့သူတို့ခန္ဓာကိုယ်မှာ dehydration လို့ခေါ်တဲ့ရေဓာတ်ခန်းခြောက်တဲ့အခါမျိုးမှာအသားအရေတွေ၆တွဲပြီးတော့ပုံမှန်ထက်ကိုရရန်တွေတာမျိုးဖြစ်နိုင်ခြင်းရှိပါတယ်။ဒါနံပါတ်၁ချက်ပါ။နံပါတ်၂ချက်ကစီးကျိုတက်နေတာကြာတဲ့အခါမျိုးမှာ သူ့ရဲ့ဒီခြေချောင်းလက်ချောင်းတွေမှာရှိတဲ့စံချိန်ပင်တွဲကြောလေးတွေပိတ်သွားတဲ့အခါမှာတွေးလက်ပတ်မှုကောင်းကောင်းမလုပ်နိုင်ရင်လည်းကျွန်တော်တို့ရားရံတယ်ဆိုတဲ့ခံစားမှုမျိုးခံစားတတ်တယ်ပေါ့နော်ဒါနံပါတ်1ပါနံပါတ်3ချက်ကဒီစံချိန်ပင်တွဲကြောလေးတွေပိတ်သွားတာရဲ့နောက်ဆက်တွဲအနေနဲ့အာုံကြောလေးတွေပါအလုံးမလုပ်တော့ရင် diabetic peripheral neuropathy လို့ခေါ်တယ်။ဒီဟာရဲ့လက္ခဏာကြောင့်လည်းကျွန်တော်တို့ရားရံတာကိုခံစားလေးရှိပါတယ်။အဲ့တော့ကျွန်တော်အရှိကပြောခဲ့တဲ့အကြောင်းအရာတွေကအဓိကစီးကျိုတက်လို့ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်စီးကျိုကိုပုံမှန်တည်းရောက်အောင် ထိန်းနေကျွန်တော်ခန္ဓာကိုရေဓာတ်ပြေးဝအောင်တနည်းကို3 to 4လီတာလောက်တောက်တယ်ဆိုရင် ခုနပြောတဲ့အခြေအနေတွေကအဆင်ပြေသွားပါလိမ့်မယ်။နော်။ဒါပေမဲ့စီးကျိုသမားတွေမှာကိုယ်ခံအားနည်းလေးရှိတယ် အဲ့လိုကိုကားနေတဲ့အပြင်ကိုအရေပြားနဲ့ပတ်သက်ပြီးတော့အရေပြားရားနာနေဖြစ်နေတယ်ဥပမာပွေးတို့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာတို့ကျွန်တော်တို့ဖန်ဂတ်ပိုးကြောင့်ဖြစ်တဲ့နှင်းကူတို့ဝဲတို့စသည်ဖြစ်ပေါ့နော်ဒီလိုအရေပြားနဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်နေရင်သက်ဆိုင်ရာအရေပြားယောဂအတွက်လိုအပ်တဲ့လိမ့်စေးလေးတွေကျွန်တော်တို့လိမ့်ဖို့လိုတယ်ဥပမာထားပါတော့ပွေးဆိုရင်လည်းပွေးစေးအဝဲဆိုရင်လည်းဝဲစေးပေါ့နော်ဒီလိုဟာမျိုးလေးတွေကျွန်တော်တို့လိမ့်ပေးမှာပဲရားရံတာတွေတတ်တာပါတယ်အဲ့တော့ကျွန်တော်ခဏခဏမေးကြတယ် ကြာဒီစီးကျိုရှိတယ်စီးကျိုတွေတက်နေတယ်ခနာကိုယ်တွေရားတယ်ဗာဆေးတောက်အောင်မလဲဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ဒီမှာဘာကြောင့်ဖြစ်လဲဆိုတာတော့ကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်ဒီမှာအကြမ်းမြင်လေးခြုံငုံပြီးတော့ဖြေပေးပါမယ်နံပါတ်၁ချက်နေနဲ့စီးကျိုအရင်ဆုံးပုံမှန်နဲ့ရအောင်ထိမ့်ဖို့လိုတယ်ပြီးရင်ကျွန်တော်ခနာကိုယ်မှာရေတပ်ပြေဝအောင်တောက်ဖို့လိုတယ်နံပါတ်၃ချက်ကတော့ကျွန်တော်ခနာကိုယ်မှာအရေပြားတွေ၆တွေးနေတတ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ lotion လေးတစ်ခုခုပေါ့နော်ကိုယ်နဲ့အဆင်ပြေမယ်အနံ့သက်အရမ်းမပြင်းတဲ့ lotion လေးတစ်ခုခု moisturizing cream ပုံစံမျိုးနဲ့လိမ့်လို့ရပါတယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ရာရန်တာဆိုရင်ယာယီတက်တာစေဖို့အတွက် citrusine လိုမျိုးဆေးမျိုးတွေ bamidon လိုဆေးမျိုးတွေယာယီတော့တောက်လို့ရတယ်ဒီဆေးတောက်နေတော့လက်တော်အရာပြည့်နေလိမ့်မယ်အဲ့လိုတောက်ရင်လည်းမှကို့မှာပွေးတို့ဝဲတို့ရှိနေတယ်ဆိုရင်တော့သက်ဆိုင်ရာလိုအပ်တဲ့လိမ့်ဆေးလေးတွေကိုစနေတဲ့ကြားနဲ့ပမှန်ကန်ကန်လိမ့်ရင်အဆင်ပြေပါတယ် ါပေမဲ့တချို့စီးချိုသမားတွေကပွေးလည်းမရှိဘူးဝဲလည်းမရှိဘူးအားလုံးကောင်းနေပေါ့နော်အေးပြားတွေလည်းအားလုံးကောင်းနေအဲ့လိုဒါပေမဲ့ရားနေတော့မယ်ဒါဆိုရင်တော့အာယုံကျော်နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်နိုင်တာမို့လို့ကျွန်တော်တို့ pre gabalin လို့ gabapentin လို့လိန်စေးတောက်စေးမျိုးတွေလိန်စေးတော့မဟုတ်ပါဘူးเนาะတောက်စေးမျိုးတွေတောက်ခြင်းအဖြစ်လဲပမာဏတစ်ခုရော့စေနိုင်ပါတယ်အော်ဒီဗီဒီယိုကတော့စီးချိုသမားတွေအသားရာတတ်တဲ့စီးချိုသမားတွေအတွက်အကျိုးရှိနိုင်မယ်လို့ပြောလင်ပါတယ်ကျေးဇူးတင်ပါတယ်